အနာသိစတက်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူအလိုမရှိမှန်းပင်ကိုတီးစိမ့်နဲ့တင်းနှစ်နေကြတဲ့ကိုယ်စလေလောင်းတွေဟာပေါ်တင်မဲဆွဲဖို့မဝင်မရဲဖြစ်နေကြတယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်။စစ်ကောင်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာ28ရက်ကစလို့နိုင်ငံရေးပါတီတွေကိုတရားဝင်မဲဆွဲစည်းရုံးခွင့်ပေးထားပေမဲ့ရန်ကုန်ကမြို့နယ်တချို့မှာကိုယ်စလေလောင်းတွေနှုတ်ဆက်နေကြတာပါ။ စစ်တပ်ကပိုက်ဆောင်ပါတီကြံ့ခိုင်ရေးအပါအဝင်ပါတီကြီးတချို့ကတော့ရွေးကောက်ပွဲကြေညာစာတမ်းတွေအသီးသီးထုတ်ပြန်ခဲ့ကြတာကိုတွေ့ရပေမဲ့မြေပြင်မှာလူထုနဲ့ထိတွေ့ပြီးမဲဆွယ်စည်းရုံးတာကိုတော့တွင်တွင်ကြကြမလုဆောင်ရဲဘူးဖြစ်နေတယ်လို့သိရပါဗယ်အခုဆိုရင်မဲဆွယ်ခွင့်ရတဲ့ကာလာနှစ်ပတ်နီးပါးကုန်လွန်ခဲ့ပြီဖြစ်ပြီးဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲလုပ်ဖို့ရှိနေတာကြောင့်မဲဆွယ်ခွင့်ကာလာဟာတလခွဲနီးပါးဖြစ်တဲ့58ရက်ပဲကြန့်ရှိတော့တဲ့အခြေအနေဖြစ်ပါတယ် 像我们，等下就瞄那个，青年团的不得比苗哥、苗大周哥、可罗漂漂白嘞。没做啥嘞，没去旅游，没做啥。我这边昨天晚上我来了一家民宿那边，我本来以为看我来这边旅游的，但是来我这儿了，老板说，阿妈我不是的。哎，俺们，我等下你要做多少吧？你话不孬。这地方我来过的那我们再聊些。哎，来，你讲一万，你讲个两万，一点五，我带你淘汰。哎，来，你过来。

စစ်ကောင်မရှင်ကလုတ်တဲ့အတူရောင်ရွေးကောက်ပွဲမှာစီတန်းလှဲ့လေမဲဆွယ်ခွင်ကိုစစ်တပ်ရွေးကော်ကပိတ်ပင်ထားပါတယ်။မဲဆွယ်စီယုံရေးကာလရောက်ပြီဆိုပေမဲ့အရင်ရွေးကောက်ပွဲတွေလိုလမ်းမတွေထပ်မအောင်နိုင်ရေးစိုက်မှုတွေလည်းချိန်ထားတာမရှိသလောက်ပဲလို့ရန်ကုန်မြို့မှာနေထိုင်သူတွေကပြောပါတယ်။အောင်နိုင်ရေးသချင်းတန်တွေလည်းမကြားရသလိုလမ်းမတွေရက်ွက်တွေထဲမှာလည်းကိုယ်စလဲလောင်းတွေရဲ့လူထုနဲ့ထိတွေ့မှုကိုလည်းမတွေ့ရသလောက်ဖြစ်နေတယ်လို့ဆိုပါတယ်။အခုဒီဘာသာတော့မကြောက်ဘူး။ဘယ်သူတွေပြန်မလဲဆိုတော့လည်းမသိကြဘူး။ဖြူသူတွေလည်းစိတ်ဝင်စားကြအောင် ီယူကဝယ်ဘယ်နေလဲမပြောနဲ့မဲဆင်းတော်သွားကြည့်ကြတာမဟုတ်ကျောင်းရောင်မဖြစ်မနေထဲဆိုလို့သွားထည့်ရင်ဆိုရင်တော့ငါဒီဘယ်ပါတီကဘသူတွေပြိုင်မှာလဲမလောင်းကဘသူလဲကုမျိုးနဲ့ကဘသူလဲဘာလုပ်ပြီးမှာလဲဘာဘူးမှမသိဘူးလေအဲ့ဒါဘယ်လိုသွားထည့်ရအောင်ပြီးတော့တရားမျှတာပြီးတန်ရှင်းနဲ့ယူကောက်ပွဲမှာမဟုတ်တာဟိုးရင်တော့ဆိုရင်တော့တည်ရမပဲကိုယ်စလဲဘယ်ပါတီဆိုလို့နည်းနည်းစမ်းစမ်းရှိသေးတယ်အခုဆိုတော့6ကတ်နော်သူတို့လည်းရောက်ခဲ့လိုက်ပြီးတော့မဲဆွဲတာမျိုးလုပ်ရဲလောက်ပေါ့အသက်ခံနေရမှာဆိုလို့ 2015နဲ့2020ရွေးကောက်ပွဲတွေနဲ့မတူတာကတော့အခုရွေးကောက်ပွဲဟာအာဏာသိမ်းပြီးမှလုပ်တာ ဖြစ်တယ်လို့အတိုက်ခံတွေနဲ့စန့်ကျင်သူတွေကိုမတရားအကျဉ်းချထားတာကြောင့်တရားမျှတမှုမရှိတဲ့အပြင်တန်ရှင်းတဲ့ရွေးကောက်ပွဲလည်းမဖြစ်နိုင်တာကြောင့်လူတွေရဲ့အစိတ်ဝင်စားမှုကလည်းမရှိဘူးလို့ရွေးကောက်ပွဲစောင့်ကြည့်သူတွေကမှတ်ချက်ပေးပါတယ်စစ်ကော်မရှင်လောက်ခန့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကတော့ဒီနှစ်2025ရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြီးကျင်းပသွားမယ်လို့ပြောကြားထားပါတယ် ဒီဇင်ဘာ28ရက်မှာအပိုင်း1ကိုမြို့နယ်တရား2ခုမှာပြုလုပ်သွားဖို့ရှိနေပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာအပိုင်း1ကိုမြို့နယ်တရားမှာပြုလုပ်သွားမယ်လို့စစ်ကော်မရှင်ရွေးကော်ကဆိုထားပါတယ်။ဒီတို့ရောင်ရွေးကောက်ပွဲကိုတနင်္ဂနွေအတိုင်းတာနဲ့ပါတီ6ခုကစရင်သွင်းထားပြီးတိုင်းနယ်ပြည်နယ်အစ်စ်မှာတော့ပါတီ50ခုကစရင်ဝင်နေပြီးအဲ့ဒီပါတီတွေကကိုယ်စားလှယ်လောက်9000ကျော်နဲ့အတူတတိပုဂ္ဂလကိုယ်စားလှယ်လောက်96ဦးဝင်ရောက်ရှင်မြိုင်ကြမှာဖြစ်ပါတယ်။ အနာသိစစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကပယ်ချထားသလိုမကြသေးမီကပဲနယူးဇီလန်လွှတ်တော်ကဒီရွေးကောက်ပွဲကိုအတိမတ်မပြုဖို့အစိုးရကိုတိုက်တွန်းခဲ့ပါတယ်။